ေဆုံးသူ128ဦးရှိသွားခဲ့ပြီးလူ100ကျော်အခုချိန်ထိပျောက်ဆုံးနေတဲ့ဟောင်ကောင်မီးပေးကကြုံတွေ့ခဲ့ရတဲ့သင်ခန်းစာယူစရာအချက်လက်များမင်္ဂလာပါပရိသတ်ကြီးရှင်ရန်သူမျိုး၅ပါးထဲမှာတပါးပါဝင်ဖြစ်တဲ့မီးပေးတန်းကြောင့်ဟောင်ကောင်ရှိ resident ရဲ့32ထက်တိုက်ခုနှစ်လုံးပျက်စီးခဲ့ရပြီးလူပေါင်း128ယောက်ထက်မနည်းသေဆုံးခဲ့ရကောင်လူ100ကျော်ပျောက်ဆုံးနေစေဖြစ်တယ်လို့သိရပါတယ် အမှန်ကအနီးနားမှာတိုက်ရှစ်လုံးရှိပါတယ်ဒီတိုက်ရှစ်လုံးကိုစုပေါင်းပြီး one fat call လို့လည်းခေါ်ကြပါတယ်ဒီတိုက်တွေဟာတက်ကြီးရွယ်အိုးတွေနဲ့ဝင်းဝင်းနဲ့မိသားစုတွေအများဆုံးနေထိုင်ကြတာဖြစ်ပြီးနေထိုင်သူပေါင်း၄၀၀၀ကျော်ရှိတယ်လို့လည်းသိရပါဗျ။ မီလောင်ချိန်မှာတော့ဒီတိုက်တွေကို renovation ပြုပြင်ရေးလုပ်နေစေကာလဖြစ်ပြီးတိုက်တွေရဲ့ပပတ်လေးမှာဝါးတွေကိုသုံးပြီး scaffolding လုပ်ထားခဲ့ကောင် plastic နဲ့လုပ်ထားတဲ့ဆဲရောင် mesh nets တွေကို တိုက်တိုက်စီရဲ့ပပတ်လေးမှာကာထားခဲ့တာလည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဒီ mesh net တွေကိုတိုက်တွေပြင်ရကကျလာတဲ့အမိုက်တွေကွန်ကရစ်အပိုင်းဆတွေအောက်ကျခဲ့ရင်လမ်းသွားလမ်းလာတွေကိုမထိမိစေရန်အတွက်ရည်ရွယ်ပြီးကာထားခဲ့တာပါ။ ဒါအပြင်တိုက်တွေရဲ့ပြင်းပေါက်တွေကိုလည်းအပြင်ဘက်ကနေဖော်ပြတွေနဲ့ကာထားပါသေးတယ်။ကြည့်ရတာတော့ပြင်းပေါက်တွေကမှန်ဖြစ်နေလို့အပြင်မှာ renovation လုပ်နေတဲ့အလုပ်သမားတွေပြင်းပေါက်မှန်ကနေတဆင့်အတွင်းကိုလှမ်းကြည့်ရင်မမြင်နိုင်အောင်တိုက်ခန်းနေသူတွေ privacy ရှိအောင်ရည်ရွယ်ပြီးကာထားတဲ့သဘောရှိပါတယ်။ contractor သုံးထားတဲ့ပစ္စည်းတွေဟာဈေးပေါပေါပစ္စည်းတွေဖြစ်ပြီး construction safety standards နဲ့လုံးဝကိုက်ညီမှုမရှိဘူးလို့လည်းသိရပါဗျ။ ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မွန်လွဲ2နာရီလောက်ကစပြီးတိုင်းနံပါတ်6ဝမ်ချာဟောက်စ်မှာစတင်ပြီးတော့မိလောင်ခဲ့ပါတယ်ပထမဆုံးသတိထားမိတဲ့သူကတိုင်းနံပါတ်16ထပ်မှာနေတဲ့ဂျက်ကီဆိုသူအမျိုးသမီးဖြစ်ပါတယ်သူမရဲ့ပရင်ပေါက်ကနေမိโกနှံ့တွေဝင်လာလို့မတက်ရက်ပြီးသူ့ပရင်ပေါက်မှာကာထားတဲ့ဖော်ပြားရဲ့အနေငယ်ဟာနေတဲ့နေရာကချောင်းကြီးလိုက်တဲ့ချိန်မှာတိုက်နံမဲ6မှာမိစအနေငယ်လောင်နေတာကို တွေ့ပါတယ် ဒါကြောင့် Jackie က Property Management Office Site တွေရဲ့ထိသိမ်းရေးရုံးခန်းကိုဖုန်းခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဖုန်းခိုင်ဖြည့်ဆိုသူမရှိခဲ့ပါဘူးလို့လည်းသိရပါတယ်။မိသားဌာနကပြောကြားချက်အရတိုင်းနံပါတ်6အပြင်ဘက်မှာကထားတဲ့အစိမ်းရောင် Plastic Mesh တွေကမီးစတင်လောင်ခဲ့တာဖြစ်ပြီးပတင်းပေါက်မှာကထားတဲ့ဖော်ပြားတွေကိုမီးကူပြီးမီးအရှိန်ပြင်းလာကပတင်းမှန်တွေကိုကွဲထွက်စေခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှမိတောက်တွေကတိုက်ခန်းအတွင်းဘက်ကိုပါကူးဆက်လောင်ကျွမ်းသွားတယ်လို့လဲဆိုပါတယ်။မော်လဲ2နာရီခွဲအချိန်မှာတော့တိုက်နံပါတ်4 7ထက်မှနေတဲ့ loop ဆိုတဲ့အမျိုးသားကသူ့ရဲ့အခန်းပြင်ပေါက်ကနေမိခိုးနဲ့တွေလိတ်ဝင်လာတယ်လို့ပြောပါတယ်။နနာရီ45မိနစ်အချိန်မှာတော့တိုက်နံပါတ်1မှာနေတဲ့ Harry Chong ဆိုတဲ့အသက်66နှစ်အရွယ်အမျိုးသားကလည်းမိတောက်တွေကူးလာတာတွေ့လို့သူ့အိတ်ထဲကိုပစ္စည်းတွေကောက်ထည့်ပြီးပြေးထွက်ခဲ့ရတယ်လို့ဆိုပါတယ်။ နှစ်နာရီ52မိနစ်အချိန်မှာတော့ဟောင်ကောင်မီးသတ်ဌာနကတိုင်းနံပါတ်6မှာမီးလောင်နေကြောင်းဖုန်းလက်ခံရရှိခဲ့ပါတယ်။နနာရီ56မိနစ်မှာတော့မိသက်ကားတွေတစည်းပြီးတစည်းရောက်လာကြပေမဲ့မိနစ်အနည်းငယ်အတွင်းမှာပဲတိုက်နံပါတ်6တခုလုံးမီးလောင်ကျွမ်းသွားပြီးအနီးနားကတိုက်တွေကိုပါမီးကူးဆက်လောင်နေပြီပဲဖြစ်ပါတယ်။ညနေ3နာရီခွဲမှာတော့မီးကတိုက်နံပါတ်4နဲ့5တို့ကိုကူးဆက်ပြီးအဆွန်ဆုံးကတိုက်နံပါတ်1ကိုပါရောက်ရှိလာပါတယ်။ ၄နိုင်တမနစ်အချိန်မှာတော့ဟိုလိုအမည်ရှိတဲ့မိသက်တပ်ဖွဲ့ဝင်တအူးဟာမိဟတာ ခံခဲ့ရပြီးတိုက်တစ်ခုပေါ်ကနေပြုတ်ကြကဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်။မိသက်တပ်ဖွဲ့ဝင်တွေဟာတိုက်နံပါတ်ခွန်မှလောင်နေတဲ့မိထောက်တွေကိုနှိမ့်သက်ဖို့ကြိုးစားရင်တိုက်တွေအပြင်ဘက်ကဝါးတွေရဲ့တပြောင်းပြောင်းပောက်ကွဲတန်ပြိုကျလွင့်စင်လာတဲ့အမိုက်တွေကိုရှောင်ရှားရင်အပြင်းအထန်ကြိုးစားနှိမ့်သက်နေရပါတယ်။ ညနေ9:00နာရီမှာတော့အစိုးရကမိသားတက်ဖွဲ့ဝင်ဟိုအပါအဝင်၄ဦးတည်ဆုံကြောင်းကနက်ဦးကြေညာလိုက်ပါတယ်။ဟောင်ကောင်ရဲ့မိလာမှုမှတ်တမ်းအရအခုဖြစ်ပွားခဲ့တဲ့မိလာမှုကဒုတိယအပြင်းဆုံးဖြစ်တယ်လို့လည်းသိရပါဗျ။တိုင်းနံမခွန်မာနေတဲ့မိလောင်နာကိုစမြင်ရတဲ့ဂျက်ကီဟာသူ့တိုက်ခန်းရဲ့ရေချိုးကန်းနဲ့ဝင်ပုံးနေရမှာည9:30မှာမိသက်တက်ဖွဲ့ကခေါ်ထုတ်နိုင်ခဲ့ပါဗျ။ ည9နာရီအချိန်မှာတော့မိသက်တပ်ဖွဲ့ဝင်969ယောက်ဟာလူတွေကိုကယ်ထုတ်ရင်းတိုက်အမြင်ဖက်ကပြိုချလာတဲ့ဝါးတွေမှန်တွေအပြက်စီးတွေကြားထဲကမြေပြင်မှာမီးနဲ့တိုက်ပွဲဝင်နေကြရပါတယ်ည9နာရီခွဲမှာတော့လူ900ကျော်ကိုကယ်ဆယ်ရေးဌာနရှတ်တာတွေမှာနေရာချထားပေးနိုင်ခဲ့ပါတယ်။ည10နာရီချိန်လောက်မှာတော့ volunteer တွေကမိဘဒုက္ခသည်တွေကိုရေအစားအစာဆေးနဲ့ဆောင်များကို ထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။ ရာသီဥတုကလည်းအတော်လေးအေးနေတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ဇာတာပရီနေ့28ရက်နေ့မနက်တနာရီ30မှာတော့တည်ဆုံးသူ73ရောက်ပျောက်ဆုံးသူ296ရောက်ရှိတယ်လို့ဟောင်ကောင်မြို့ခေါင်းဆောင်လီကပြောပါတယ်။မနက်9:48မိနစ်မှာတည်ဆုံးသူ44ရောက်ထိရှိလာပြီး construction company ကဒါရိုက်တာ2ယောက်နဲ့အကြံပေး2ယောက်ကိုဖမ်းဆီးလိုက်ကြောင်းသတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအဆောက်အဦတွေကို renovation လုပ်ရမှာမီးလောင်လွယ်မီးကူးလွယ်တဲ့ဝါပလတ်စတစ်နဲ့ဖော်ပြားတွေကို တရားမဝင်သုံးထားကြောင်းမိသက်ဌာနမှတွေ့ရှိချက်တွေအရဖမ်းဆီးလိုက်တာပဲဖြစ်ပါတယ်ဒီမတိုင်းခင်လွန်ခဲ့တဲ့2လလောက်ကတိုက်ပါနေထိုင်သူတွေရဲ့ရိုက်ထားရဲ့ဗီဒီယိုမှတ်တမ်းတွေမှာ construction workers တွေဟာအလုံးလုံးရင်ဆေးလိပ်တောက်နေတာကိုမြင်တွေ့ရပါတယ်။ management အဖွဲ့ကိုတိုင်ကြားတော့လေအေးအေးယူမှုမရှိဘူးလို့လည်းသိရပါတယ်။ ဒါကြောင့်အခုလိုမီးလောင်တာဟာဘဲကားဆလောင်မှမတိရသေးပေမဲ့ဖြစ်နိုင်ခြေအရှိဆုံးက construction workers တွေရဲ့ဆေးလိပ်မီးကြောင်းဖြစ်မယ်လို့လည်းဆိုကြပါတယ်။တိုက်ရှစ်လုံးမှာတိုက်နံပါတ်၈ကမီးဆလောင်တဲ့တိုက်နံပါတ်၆နဲ့နှီးတော်လေလုံးဝမီးလောင်ခြင်းမရှိခဲ့သလိုမီးကူးခြင်းလည်းမရှိခဲ့ဘူးလို့ဆိုပါတယ်။လေချောင်းမတင်တာကြောင့်လည်းဖြစ်နိုင်တယ်လို့ကံကောင်းသူတွေများနေလို့လည်းဖြစ်နိုင်တယ်လို့သုံးသက်သူတွေကပြောဆိုထား